နာပါရှင်ဒီချက် writing နဲ့အမှတ်ချက်တဲ့အခါမှာကလေးတော်တော်များများမှာတွေ့ရလေးရှိတယ်အမှားလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ဒါလေးကတော့ subject and verb agreement ဖြစ်ပါတယ် subject နဲ့ verb ကိုချိန်ညှိဖို့အတွက်မေးကြတာဖြစ်ပါတယ်ရှင်ဆိုတော့ဒီချက်တို့တွေဒီဝါကျလေးတွေရေးပြီးသွားတဲ့အခါမှာရေးပြီးပြီးရောမဟုတ်ဘဲနဲ့ကိုသုံးထားတဲ့ subject လေးနဲ့ကိုသုံးထားတဲ့ verb လေးကကိုက်ညီမှုရှိရလားဆိုတာညှိဖို့လိုပါတယ်ဒီနေရာမှာဒီချက်အဓိကကတော့အခြေခံ verb ပေါ့နော်အခြေခံစီးမြင်းနှစ်မျိုးနဲ့နောက်ထပ်တစ်ချက်အထူးပြောပြခြင်းနဲ့စီးမြင်း၅မျိုး total တစ်ချက်စီးမြင့်ခွနက်ခုကိုပြပြပေးမယ်ဒါနဲ့ပြီးရင် exercise လေးတွေလည်းဗီဒီယိုအဆုံးမှာထည့်ပေးထားပါတယ်အရင်ဆုံးတချို့တို့သိဖို့လိုတာဒီဘဲအရာကိုတခု gate verb ပေါ့နော်ဘဲအရာကို singular verb လို့ခေါ်ပြီးတော့ဘဲအရာကိုတော့ plural verb လို့ခေါ်တာလေဒါလေးအရင်ဆုံးသိဖို့လိုပါတယ်ရှင် ဆိုတော့တချို့ရဲ့ verb လေးတွေမှာအဆုံးသက်ကလေးမှာ SES လေးပါတယ်ဆိုရင်ဒါကိုတချို့တို့က singular verb လို့ခေါ်တယ်။အဲတကယ်လို့အဲ့လို SES လေးမပါဘူးဆိုရင်တော့ဒါကိုဒါတစ်ခုကိန်းထပ်ပို့တဲ့အများကိန်းပဲ plural verb လို့ခေါ်လို့ရတာပေါ့နော်။ဒါဆိုရင်တချို့တို့စဉ်းစားကြည့်ရင် noun ရဲ့အယူအဆလေးနဲ့ပြောင်းပြန်ပေါ့။ noun လေးမှာကျတော့တချို့တို့က SES ထည့်လိုက်ရင်တစ်ခုကနေပြီးတော့အများဖြစ်သွားတယ်။ SES မပါဘူးဆိုတစ်ခုကိန်းအဲ့လိုလေးယူဆတယ်။ဒါပေမဲ့ verb ကတော့အဲ့ဒီအယူအဆလေးနဲ့မတူညီပါဘူးရှင့်။ verb မှာ SES လေးတွေပါတယ်ဆိုရင်ဒါဒီ singular SES မပါဘူးဆိုရင်ဒါဟာအများကိန်း verb ဖြစ်ပါတယ်ရှင့် so verb လို့ပြောတဲ့အခါမှာလေရေဘူးရအဖြစ်တစ်ချက်လုံးမှာ verb လေးမျိုးရှိတယ်လေဆိုတော့ buff 1လေးတွေရှိတယ် buff 2လေးတွေရှိတယ် buff 3လေးတွေရှိတယ် buff ing လေးတွေရှိတယ်အဲဒီကမှ buff 3နဲ့ buff ing တို့တချို့က verb လို့ပြောပြင်မဲ့သူတို့တည်းအဓိကကတော့ participle ပဲဖြစ်သေးတယ်သူတို့ကို verb ဖြစ်အောင်ရေးဖို့အတွက်ဆိုရင်အရှိတ်ဘက်မှာ helping verb လို့တယ်တချို့အဲ့ဒီ buff 3နဲ့ buff ing ကြတော့သူတို့ကိုဓာတ်ရိုက်လာညှိစရာမလိုဘူးအရှိတ်မှာ like လာတဲ့အကူကိရိယာကိုညှိရင်ရပြီ Verb 2ကတော့ singular plural ဆိုတဲ့သဘောတရားမရှိဘူးသူမှာ ed ထည့်လို့ရတဲ့ regular နဲ့ ed မထည့်တဲ့ verb irregular ဆိုတဲ့သဘောတရားပဲရှိတာဒါဆိုဒီချက်တို့အဓိကသိရမှာက main verb တွေမှာ verb 1အဲ့ဒီ verb 1မှာ singular plural ရယ် verb 2ပြီးအတွက် singular plural ရယ် verb 2 half အတွက် singular plural ရယ် verb 2 do အတွက် singular plural ရယ်သိရမှာဖြစ်တယ် နော်ဒါဆိုရင်တချို့ verb to be တဲမှာဆိုရင် am နေ is တွေ was တွေဒီ singular အမျိုးအစားဖြစ်ပြီးတော့ are တွေ were တွေဒီ plural အမျိုးအစားဖြစ်တယ် verb to have တဲမှာတချို့ရဲ့ h s လေးက singular အမျိုးအစားဖြစ်ပြီး h a v e လေးကတော့ plural အမျိုးအစားဖြစ်တယ် verb to do တဲမှာ do ရဲ့ does တွေတခုကိန်း verb singular verb ဖြစ်ပြီး do do ကတော့ plural verb အများကိန်း verb ဖြစ်တယ်ရှင် okay ဆိုတော့ဒီအခြေခံသဘောတရားလေးသဘောပေါက်သွားမယ်နော် ဒါဆိုရင်အခြေခံစီးမျဉ်းလေးနှစ်ခုကိုကြည့်ကြည့်ရအောင်ရှင်း basic rule number 1အနေနဲ့ကိုယ့်ရဲ့ subject က singular subject ဖြစ်တယ်ဆိုရင်ကိုယ်ဒီ singular verb ကိုရွေးချယ်ရမှာဖြစ်ပါတယ် singular subjects ဖြစ်တယ်ဆိုတာကတကယ်လို့ပြုလုပ်သူကတယောက်တည်း he တို့ she တို့ it တို့အစရှိတဲ့ဖြစ်ရင်တယောက်တည်းဖြစ်နေတယ်ဆိုရင်တခြားတို့ verb မှာ but one မှာ ses တွေထည့်ပေးတယ်ဒီမှာဆိုပြီးနေတဲ့သူလေးကိုကြည့်လိုက်ပါအောင်ရှင်ဘယ်နှစ်ယောက်လဲရှင် တယောက်ထဲเนาะပြင်းနေတာတယောက်ထဲဖြစ်ပါတယ်ဒီအတွက်ကြောင့် rain ကိုပေါင်းတဲ့အခါမှာ s လေးထည့်ထားတယ်ရှင့်ဘာဖြစ်လို့လဲပြုလုပ်တဲ့သူဟာဒါဟာတယောက်ထဲဖြစ်လို့ပါเนาะကဲနောက်ဆိုရင်နောက်တစ်ခုလေးလိုက်ပါအောင် the cat jumps on the table အဲကြောင်လေးရလဲစပွဲပေါ်မှာတကောင်လေးဖြစ်တယ်ဒီအတွက်ကြောင့်တချေတို့ jump ပါ s လေးထည့်ထားပါတယ်ရှင့်ကဲဒါဆိုပြုလုပ်တဲ့သူကတယောက်သေးဆိုရင်တချို့တို့အနေနဲ့ singular verb ကိုရေးချေတယ် singular subject ဒီ singular verb နဲ့တွဲသုံးတယ်ဒါလေးပဲเนาะ ကဲဒါဆိုနောက်ထပ်အခြေခံစီမင်းလေးနောက်တစ်ခုအနေနဲ့တကယ်လို့ plural subject ပြုလုပ်တဲ့သူဟာတယောက်ထပ်ပို့တယ် pronoun အဖြစ်ဆိုလဲ they တို့ we တို့ you တို့အစရှိတဲ့ဖြင့်ဒါဆိုရင်တော့တကယ်လို့ verb မှာ ses တွေမထဲတော့ဘူးရှင် for example ဒီမှာဆိုပြတာတယောက်မကတော့ဘူးအဲဒါဆိုရင်တကယ်လို့ they they run every morning they run are you and may s မပါတော့ဘူးရှင်အဲဒီမှာဆိုကြောင်လေးကတကောင်နဲ့မကတော့ဘူးเนาะဒါဆိုရင်တကယ်လို့ jump မှာ s လေးမတွေ့ရတော့ပါဘူး ကဲဒီနှစ်ခုလေးကိုအရင်ဆုံးသိရမယ်နော်ဒါလေးက singular subject မို့လို့ singular verb လေးတွေနဲ့သုံးတဲ့အနေအထားမှာအဲဒါကတော့ plural subjects မို့လို့ plural verb လေးတွေနဲ့သုံးပါရရှင် โอเคကဲဒါဆိုနောက်တစ်ခုအနေနဲ့တချို့တို့ special rules လေးတွေစီသွားလိုက်ရအောင် special rules number 1အနေနဲ့တချို့တို့အနေနဲ့ compound subject တွေသတိထားရ compound subject ဆိုတာကဒီ subject တစ်ခုကို and n နဲ့ join ထားတယ်လို့ဆိုလိုချင်တာပဲပေါ့နော်ဒီမှာဆိုရင် lot စားနေတာက2ယောက်ရှိတယ် June နဲ့ Sarah နဲ့ဒါဆို June and Sarah are having lunch နှစ်ယောက်စားဖြစ်တဲ့အတွက်ကြောင့်တချို့တို့ဒါအများကြီး verb ပေါ့နော် plural verb ပဲသုံးတယ်မင်းတို့ဒါလွယ်လွယ်လေးပါပဲနော် ဒါဒီ compound subject ဆိုရင်တခြားတို့နောက်ဘက်ကနေ plural verb လေးသုံးပေးတယ်ရှင်။ကဲ now test for sure rules လေးတစ်ခုအနေနဲ့ဒါလေးရောတော်တော်သတိထားရမယ်ရှင်။ either or neither nor ဖြစ်ပါတယ်။သူတို့ဒီဒါဆို subject နှစ်ခုပါလာပြီပေါ့နော်သူတို့မှာဆိုရင်ဒါပေမဲ့သူတို့ဒီ verb နဲ့ကပ်ရက်ရှိတဲ့သူကိုကြည့်တာဖြစ်တယ်ဒီနေရာမှာဆို either the cat or the dogs are outside တောင်လေးရတော့တကောင်နဲ့ဒါပေမဲ့ခွေးမြခွေးလေးတွေကိုတော့ s သုံးရေးထားတယ်ဒီနေရာတချို့ verb ရွေးတဲ့အခါမှာ or ရဲ့ရှေ့ဘက်ကိုရောက်နေတဲ့သူလုံးဝမကြည့်တော့ဘူးတခြားတို့ကြည့်တာဒီ verb နဲ့ကပ်ရက်ရှိနေတဲ့ subjects ကိုပဲကြည့်လိုက်တာဒီ verb နဲ့ကပ်ရက်ရှိနေတဲ့ subject ကခွေးလေးများဖြစ်တဲ့အတွက်ကြောင့် are သုံးလိုက်တာဖြစ်တယ်နော်အဲဒီမှာကျတော့ဒုတိယမြောက် sentence တွေမှာ neither the, the dogs nor the cats are hungry အဲဒါဆိုလဲအဲ့လိုပဲရှင် verb လေးနဲ့ကပ်ရက်ရှိတဲ့ subjects ကိုပဲကြည့်လိုက်တယ်ဒီ subjects လေးဟာတခြားတို့မှာဒါ singular ဖြစ်နေတဲ့အတွက်ကြောင့် verb ကိုလည်း singular ပဲသုံးလိုက်တယ်ဒီအရှိတ်ဘက်ကိုရောက်နေတဲ့သူကိုမကြည့်တော့ဘူး နော်ဒါဆိုသူဒီကိုနဲ့အနည်းဆုံးရှိတဲ့အရာကိုပဲကြည့်ပြီးတော့အသွင်ယူတာဖြစ်တယ်ကိုနဲ့အလှမ်းဝေးနေတာကိုသူကလုံးဝခရီးမဆိုင်တော့အဲ့လိုပုံစံမျိုးဖြစ်တယ်နော်ဒါဆိုဒီနေရာလေးလည်းရွေးတတ်မယ်နော်ကဲနောက်ထပ်တစ်ချက်ပြောပြချင်တဲ့ special rules လေးတစ်ခုကတော့ indefinite pronouns တွေဖြစ်တယ်ဆိုတော့ဥပမာဖြစ်ဒီချက်လို pronoun he ဆိုရင်ဒါသူဆိုတဲ့နာမ်စာပေါ့နော်ဒီ person ကိုကိုစားပြုလို့ personal pronouns လို့ခေါ်တယ်ဒါပေမဲ့ဒီချက်လို့ဥပမာတစုံတစ်ယောက်တစုံတစ်ယောက် အော်ဒါမျိုးတွေဆိုရင်ဘသူကိုဆိုလိုခြင်းလဲဆိုတာတိတိပပမရှိလို့တချို့တို့ခေါ်လိုက်တာလေးရသူ့ကိုဆိုရင်တချို့တို့က indefinite pronouns လို့ခေါ်တယ်နော်မတိကြသောနံစာများအဲ့ဒီလိုမတိကြတဲ့နံစာလေးတွေနဲ့ဆိုရင်တချို့တို့နောက်ဖက်က verb လေးတွေသုံးတဲ့အခါမှာ verb 1ဆိုရင်လဲ singular verb လေးတွေပဲသုံးတယ် verb to be တို့ verb to have တို့ verb to do တို့တွေရဆိုလဲအဲ့လိုပဲ singular verb လေးတွေသုံးတယ်ရှင်း everyone wants w a n t s လေးပါပြီးတယ် nobody is အော်ဒါမျိုးလေးဒါဆို indefinite pronouns လေးတွေအတွက်လေးသတိထားပေးပါရှင်။ကဲနောက်တစ်ခုလေးကတော့ teacher တို့ there is there are ဖြစ်ပါတယ် there is there are ကိုကြည့်ယုံနဲ့အထူးသဖြင့်ပေါ့နော် th e r e ကိုကြည့်ယုံနဲ့ teacher တို့ is လား are လားဆိုတာခွဲခြားလို့မရဘူးတကယ်တမ်း teacher တို့တွေသည် there is သူ့အနောက်ကစလုံးလေးကိုကြည့်ရမှာဖြစ်တယ်ပထမ sentence လေးမှာဆိုစာတောက်ဆိုင်လေးဟာတဆိုင်နဲ့ဖြစ်တဲ့အတွက်ကြောင့် teacher တို့ဒီ is ကိုသုံးတယ်ဒုတိယ sentence လေးမှာဆို coffee ဆိုင် cafes ကနှစ်ဆိုင်ဖြစ်သွားလို့ are လေးကိုသုံးပါတယ်ရှင် ဟုတ်ကဲ့အဲ့လိုလေးနော်။ကဲဒါဆိုနောက်ဆုံးစီမင်းလေးရောက်လာပါပြီ။အရေးလေးရမ်းကြည့်ပါလေရှင်။ဒါလေးကတော့အစုပြနံလေးဖြစ်ပါတယ်။အစုပြနံကိုတချို့လူပုံမှန်အဖြစ် singular ရေးရင်ဒါ singular verb သုံးလိုက်လို့ရတယ်။ plural လို့ရေးထားရင် plural verb သုံးလိုက်လို့ရတယ်။ဒါကိစ္စမရှိဘူး။ဒါပေမဲ့ကိစ္စရှိတာတခါကလေးကြရေး singular လို့ပဲရေးထားပေမဲ့ singular verb နဲ့သုံးတာလည်းရှိတယ်။ plural verb နဲ့သုံးတာလည်းရှိတယ်။ဥပမာဒီမှာဆိုကြည့်လိုက်ပါ the teens is the mother cast တယောက်ဆောင်များပေါ့เนาะဒါဆိုရင် half နဲ့သုံးထားတယ် ဒါပါလို့လဲဆိုတော့တကယ်လို့ဒီအဖွဲ့ကဒီအသင်းအဖွဲ့ထဲမှာပါတာကတစုတဝေးတဲ့အနေနဲ့သူတို့ group တစ်ခုလိုက် unit တစ်ခုတဲ့လို့ဆိုလိုချင်တဲ့အခါမှာတချို့က singular verb ကိုသုံးပြီးတကယ်လို့သူတို့ကမတူညီတဲ့လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နေ individually ဆိုလိုချင်တဲ့အခါမှာတော့ plural verb ကိုသုံးပြီးတယ်ရှင်ဒါဆိုရင် subject ကိုရုပ်တရက်ကြည့်လိုက်ရင်တော့ဒါ singular လို့ပဲထင်ရပေမဲ့အနောက်ဘက်က verb ကို plural အနေနဲ့သုံးဝင်ရှိတယ်ဘယ်နေရာမှာလဲဆိုရင်အစုပြနံအနေနဲ့တွေ့တဲ့အခါမှာ เนาะဒါဆိုဒီအဖွဲ့ဒီဒါနိုင်နေတယ်ပေါ့เนาะ the things is winning ဒါဆိုရင် team တစ်ခုလုံး unit တစ်ခုရဲ့အနေနဲ့ဒီချက်လူကပြော့ပြချင်တာအဒီမှာကျတော့မတူညီတဲ့ performance တွေမတူညီတဲ့သရုပ်ဆောင်တွေကအခုလိုမျိုးပေါ့တို့ဟိုသက်ဆိုင်ရာ roles like တို့ကတို့ရဲ့ lines တွေကိုတို့ practicing လုပ်နေတယ်ဒါဆိုတို့လုံးလုံးနေတာမတူညီတဲ့ individually ဖြစ်တဲ့အတွက်ကြောင့်ဒီချက်လူတွေဒီအရှိပီ half နဲ့သုံးခြင်းလဲရတယ်တကယ်လို့တို့တစ်ဖွဲ့တည်းတစ်စုတည်းလို့ပြောပြချင်လို့အရှိရဲ half နဲ့သုံးခြင်းနဲ့ဆိုလဲရပါတယ်ရှစ် collective noun လေးတွေကတော့ singular verb off နဲ့ပဲ33 chlorophyll နဲ့ပဲ33စာရေးမဲ့သူရဲ့ရွယ်ချက်ပေါ်မူတည်ပြီးတော့သူကရပါတယ်နော်ဒါဆိုဒီချက်အခု sharing လုပ်ခဲ့တာ basic rule layer နှစ်ချက်အထူး special rules layer ၅ချက်ဖြစ်ပါတယ်ဒါကိုအသုံးပြုပြီးတော့အခုဒီမှာ exercise လေးလုပ်ကြည့်ရအောင်ပါရှင် ဒီ verb လေးတွေကိုဒါ singular သုံးမလားဒါမှမဟုတ် plural သုံးမလားဆိုတာကိုကိုယ်တိုင်ရွေးကြည့်ရအောင်တကယ်လို့အခုလိုမျိုးလေးဒါ video class တွေရာတစ်ဆင့်ကိုက grammar တွေလေ့လာတတ်တယ် vocabulary လေ့လာတတ်တယ်ဆိုလို့ရှိရင်လည်းတချို့ grammar corner facebook page ကိုအမြဲတမ်းဆက်သွင်းနိုင်ပါတယ်ရှင်